ဒီနေ့မှာတော့ကျွန်တော်ဒီဖုန်းတစ်ခုကို comparison လုပ်ပေးမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ MyTech မြန်မာမှာကျွန်တော်တို့မိတ်ဆွေတွေတော်တော်လေးအမေးများတဲ့ရှင်ရွေးကြတဲ့ဖုန်းဆိုလည်းမမှားဘူး Redmi Note 4 Pro နဲ့ K80 ဒီနေ့ဗီဒီယိုကတော့ Tableau 4 Pro နဲ့ K80 ကို comparison လုပ်ပေးသွားမှာဖြစ်ပါတယ် spec အသေးစိတ်ပြောတာဘာညာထက်ဆိုင်ရင်ဒီနှစ်ခုကိုကျွန်တော်တလနီပါလောက်အဲ့လိုရှင်သုံးကြည့်အချိန်မှာဘလို့နေထားရှိမလဲဒါကျွန်တော်တို့ MyTech မြန်မာမှာမိတ်ဆွေတို့တော်တော်အမေးများတဲ့ဘေးကွန်းတစ်ခုဆိုလည်းမမှားဘူးဆိုတော့71 72 စနေသိန်း73သိန်းဝင်ကြမှာဒီကောင်လေးကိုဝယ်ရမလားဒါမှမဟုတ်နည်းနည်းလေးပဲထပ်ဆိုင်ပြီးတော့73သိန်းကျော်ဝင်ခြင်းစားဖြစ်ပါတော့အမှ KAT ဝယ်မလားပရမဆုံးအနေနဲ့ကျွန်တော်တို့ review နဲ့ကူညီပေးထားတော့ Pro V Shop ကပဲဖြစ်ပါတယ် major အနေနဲ့ brand new ပဲဖြစ်ဖြစ် second hand ပဲဖြစ်ဖြစ်ယုံကြည်စိတ်ချစွာနဲ့ဝယ်လို့ရတယ်။ဒီလိုမျိုး Xiaomi Redmi တွေပြင်သူ့မှာ iPhone တွေ Samsung တွေအဲလိုမျိုးလူကြိုက်များတဲ့အချို့ majority phone တွေလည်းတော်တော်လေးကိုစုံစမ်းနေနေရရှိပါတယ်။သွားရောက်ပြီးတော့ check လုပ်လို့ရပါတယ်။ကျွန်တော်မပြောခင်ဒီနှစ်ခုရဲ့ design theme ကတော်တော်ကွာတယ်။ပုံမှန်ဆုံးတော့ K series တွေကပုံမြင့်တဲ့ TRPP အရင်စီးပွားရေးတုန်းက K Family စီးပွားရေးလိုမျိုးပေါ့နော်လှရဲဆိုပေမဲ့ဒီခေါက် K80 တွေတော့တွေ့ရတိုင်းပဲဒီလို2-3 gradient လောက်လိုက်တာတော့တော်တော်လေးကိုပေါ့နော် Premium Sanders ဘက်ကနေညော့သွားစီတယ်ဘယ်နေရာမှာပိုသိတာလဲဆိုရင်အခုတို့ K80 Extreme Edition ပြောင်းဆို K80 Ultra Phone ပေါ့ဗျာအဲ့ကောင်မှဆိုကြည့်လေလုံးဝပြောင်းအဲဒီကောင်မှအဲ့လိုမျိုး Premium Aesthetic Look and Feedback ကိုသွားတယ်ဒါကကျွန်တော်တို့ Double 4 1ဆိုလည်းမိတ်ဆွေသိမှာပါဒီကောင်ကကျတော့ iPhone Plus Size တွေ Pro Max Size တွေလိုမျိုးလုံးဝ ပြက်ပါကျဲသွားတယ်ဒီလိုမျိုး golden ratio ဆန်ဆန်ဆိုတော့ပို့ပြီးတော့တောင်မှဘယ်လိုပြောမလဲလက်ထဲမှာ feeling ကအာဒီ phone အဆင်ပြေနေဆိုရဲ vibe look ကိုပေးတယ်ဗျာ K series ကတော့ငိုကြီးကကျွန်တော် android phone တွေလိုရှေ့မျောမျောဟာအောင်မှဒီအနောက်ကဒီလို design လုပ်ထားတာ ਨੇ ဒီ camera layout flash setting placement တွေကကျွန်တော်ကတော့ဘယ်လိုမှ premium ဆန်ဆန်ခံစားချက်မရဘူးဆိုတော့ကိုလိုရာအဲ့လိုမျိုးတည်မလားကို phone ကိုသူများအနောက်ကမြင်တာ aesthetic ဘာညာကိုထည့်စင်စားရလူဆိုရင်တော့ Dabo 4 Pro အများကြီးပိုကြိုက်မှာဖြစ်ပါတယ် နောက်တစ်ခုက double 4 pro လို့ပြောလိုက်ရင်အခုလူတွေတော်တော်လေးကို hot နေကြတာ display error ဖြစ်နိုင်တယ်။နောက်နည်းနည်းပူလွယ်ပေါ့။အဲ့ကိစ္စကိုကျွန်တော်ဒီမှာအရင်ဆုံးပြောချင်တယ်။တကယ်လဲဒီဖုန်းကိုအခုချိန်ထိလူတိုင်းကိုဟာလုံးဝ17သိန်း17သိန်းဝန်းကျင်မှာလုံးဝ all round လာပြည့်ဝလိုက်ဆိုပြီးတော့ပြင်မလား။နှစ်ခါစဉ်းစားကြမလို့ဘူးဆိုပြီးတော့ပြောလို့100%မရနေတာ။အဲ့ဒီ issue မိနိုင်မမိနိုင်စိုးရင်ရလို့ပေါ့နော်။ဘာလို့ဆိုတော့လူတွေတော်တော်လေးကိုအပြောများရတယ်။အာဒါကဒီတစ်ခေါက်မှာသူတို့ software ကြောက်ဖြစ်တာလားလို့တော့50 50ထင်စရာရှိတယ်။ ဆိုပေမဲ့ဘာပဲဖြစ်ဖြစ် error ဖြစ်သွားတယ် display လဲရမယ်ဆိုတော့ကိုခံရမှာဆိုတော့နည်းနည်းတော့ညှိုးရတာတော့ဟို safe အရန်ဖြစ်တယ်ဆိုတော့ခံစားကြတော့မရဘူးပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်သုံးနေတဲ့ဒီ Redmi ကိုဒီကောက်အောင်ပေါ့နော် software update ပေးတယ်အဲ့မှာလုံးက display error တွေတီးတန့် face လောက်တယ်ဆိုတော့ဟာပါတယ်ဆိုတော့ maybe အဲ့ပြဿနာကနောက်ပိုင်းမှာတိတ်မကြုံရတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့ risk တခုတော့ရှိတယ်ဒီကောက်က KAD ကတော့အခုချိန်ကြီးအဲ့လိုမျိုး display error တွေထတာတို့ ဘာညာကွိကွာအဲ့လိုမျိုးနောက်ဆက်တွဲဘာလေတံမှမကြားဘူးပြောမှဆိုရှင်ကြားရတဲ့ rate နှုန်းကလည်းတော်တော်နည်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ဒီကောင်တာဝရတဲ့ချက်အဲ့ဒါလွဲလို့ရှိရင်တော်တော်များများမှာလူအများစုရောဒီဖုန်းနှလုံးမှာ all rounder ဘယ်ဟာကိုရွေးရမလဲဟေ့ဆိုလို့ချင်းကျွန်တော်ကဒီဖုန်းပဲညှိုးပေးချင်တော့ပဲဘာလို့လဲဆိုတော့ဟိုဈေးကလည်းဒီကောင်နည်းနည်းလေးပိုတက်တာနေမယ်အပြင်မှာအရှိတ display ကိုလည်းကြည့်လိုက်သူရဲ့ဘေးပေါင်ဘယ်ဆယ်ရဆာလုံးဝပါနေတာပြောမှဆိုရင် K80 ရော K80 Pro တောင်မှသူတို့လောက်ဘယ်ဆယ်မပါဘူး ဆိုတော့ဒီ viewing experience ဘာမှာအထူးမြင်ကိုက iPhone ရဲ့ aesthetic ratio ဒီ phone ratio ကိုကြိုက်တယ်ဗျက်ကျဲတာကိုကြိုက်တဲ့လူမျိုး iPhone ကနေလာတဲ့လူမျိုးဆိုရင်ဒီကောင်းရဲ့ ratio ပိုတောင်ကြိုက်အောင်ပါကျွန်တော်တို့ဆီကကောင်တဲ့ဆိုရင်ဟာဒီဖုန်းကအဲ့ဒီသူ့ရဲ့ ratio နဲ့ screen အနေထားကြောက်တော်တော်လေးကြိုက်တယ်။ဒီဖုန်းမှာလူအများစုတည်းအားနှဲချက်လို့ဖြစ်မှာဆိုလို့အဲ့လိုဖြတ်ကျဲသွားတာကိုတချို့မကြိုက်တဲ့လူတွေရှိမယ်။ပြီးတော့ weight ကဒီကောင်က double 4ထက်တိတိတသာပို၄ွားတယ်။230 gram ကျော်ဆိုတော့သိရမလား။လည်းဒီမှာတော့ weight တခုရှိရယ်ဗျာ။ ပြီးတော့ display ဘိုင်းမှာဒီကောင်က overall spec အနေနဲ့ဒူးကေရတာလို့ဘာညာပုံမြင့်တယ်လို့ထင်ရတယ်ဆိုပေမဲ့ဒီ Turbo 4 Pro မှာလာတဲ့ OLED လား AMOLED အဲ့ကောင်ကကျွန်တော်တို့ဗာလဲ True Tone sorry True White ဖြစ်တယ်ဗျာတိလားအလောကသူ့ရဲ့အဖြူပြတဲ့နှုံးကပို့ပြီးတော့ဖြူတယ်ဒီကောင်လေးကလို့နည်းနည်းပြာကျင့်ကျင့်လို့လို့တည့်ရမလားနည်းနည်းလေးဝါကျင့်ကျင့်လို့လို့အဲ့လိုမဟုတ်ဘူးဒီနောက်ပိုင်းမှာကျွန်တော်တို့ OnePlus တို့ Oppo တို့ ။နောက်အဲ့လိုတခြား display ကိုတခြားလောက်လာတော့ owner တို့ဆီကနေ display လို့အရောင်လဲမှန်တယ်အဲ့လိုမျိုးဘက်ကိုသွားလာတယ်။ပြောရင်အဖြူစစ်စစ်ရတယ်ဗျာသူ့မှာအဖြူရောင်ကြည့်ရယ်။ဆိုတော့အဲ့အဲ့အမျိုးတွေကကြောင့်ဒီကောင်ကဟို CV tire ရနိုင်တယ် tire ရနိုင်တယ်ဆိုပေမဲ့ဒီကောင်ထက်တောင်မှအဲ့လိုမျိုးနည်းနည်းတာသွားတာလေးရှိတယ်။ဆိုတော့သိရမလားဒီဖုန်းတစ်ခုကပြောမှဆိုရင်ရှင်ရတာအဲ့လိုတမျိုးစီကောင်းတယ်ဆိုတော့ vibe တွေကိုသွားနေတယ်။ကိုက 2K လောက်မလိုချင်ဘူးဆိုရင်ဒီကောင်တန်းဝယ်။ ဒါပေမဲ့ 2K မှာ 2K ဆိုရင်ကြတော့လေဒီကောင်ဖြစ်သွားမျိုးပေါ့နော်ဆိုတော့တချို့ကြရှိရဗျာအဲ့လို 2K 123တုံးမှာမဘလောက်ဖုန်းပူပူတုံးမှာပဲဆိုတော့တူရတော့ဒီကောင်မရွေးရမှာပေါ့ဖုန်းပူတယ်ဆိုလို့ပြောမှာစဒီဖုန်းတော့ကနည်းနည်းတော့ confuse ဖြစ်စေတယ်အာဒီကောင်က HN3 တုံးထားတယ်ဟုတ်တယ်ပူပူမှာတော့ logically တိတာတယ်ဆိုပေမဲ့ဒီကောင် AS Gen 4တုံးထားပြီးတော့ဘယ်လိုပြောမလဲသူ့ပူတဲ့ပြဿနာအများစုမှာပူအေးတယ်ဆိုတာမျိုးလည်းမဟုတ်ဘူးပြောချင်တာဒီကောင်ဒေးတူဒေး normal use တွေမှာဆိုဖုန်းကဘာမှမဖြစ်ဘူးဗျာ AC ပဲပြောမှာစဒေးတူဒေး usage တွေမှာ K80 ထက်တောင်မှပိုအေးတယ်လို့ generally ခံစားမိရဲ့ဒါပေမဲ့ benchmark ဆန်းတာတော့အဲ့လိုမျိုး performance ကိုဖုန်းတလုံးကနေအပြင်းထန်ဆုံးဆန်းလိုက်ပြီးဟဲ့ဆိုရှင်ဒီကောင်ဟိုသာပေါ်တော့ 3D Mac Extreme Stress Test တို့ပါလို့ဒီကောင်ပြီးတော့မပြီးဘူးဒါကတော့အခုနောက်ပိုင်းအခုနောက်ပိုင်းမဟုတ်ပါဘူးနည်းနည်းကြာပြီ Xiaomi ရဲ့ Redmi ကသူက SoC ရဲ့ performance ကိုအဲ့လို benchmark တွေမှာ Antutu တို့အထူးသဖြင့် 3D Mac ကအဆိုးဆုံးပဲလောကအဲ့လို stress test မှာ limit ကိုတော့မထားဘူးအဲတာကြီးမင်းကြိုက်လောက်ယုံမင်းကူးလင်းတော့ပေးရင်ပေးရအဲ့လိုမျိုးသွားတာပြင်တာမထိန်းချုပ်ထားဘူးဗျာ တော့အဲ့ဒီညမှာအရင်စကားပြောသွားတယ် KD ကကြတော့ဘလောက်ပဲဖုံးပူပူအဲ့ stress test တွေပြီးတယ်20 ml test ကိုတိတ်ပြီးတော့အခြေအနေမကောင်းဘူးဆိုရင်တော့ UU stress test ကတော့ AC ပဲပေါ့နော်ဆိုတော့ဒီကောင် UU stress test တောင်မပြီးဘူးဗျာဆိုတော့ပြောချင်တာ ASGM4 က performance ကောင်းတယ်ဆိုပေမဲ့အဲ့လိုမျိုးတကယ်တမ်းရုံးပြီးကျုံရပြီးဟဲ့ဆိုရင်တော့ Redmi Note Series 4က Note Series ပါပဲဆိုရဲဟာပြန်စကားပြောရပါပေါ့နော်အဲ့ညမှာတော့ဘယ်လိုမှ KD ကိုမမိဘူးကျွန်တော်ပြောချင်တဲ့ point ကမင်းဆိုတော့တော့ gain 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 ဆော့မယ် တတ်နိုင်များ performance ကိုအကြံဆုံးလိုချင်တယ်ဆိုရင်ဒီဖုန်းတစ်ခုကဈေးကတိတ်ကွာတော့မဟုတ်ဘူးပြောရမှာဆိုရင်ဆိုတော့အဲ့လို gamer ဆိုလို့ရှိရင်တော့ဘလိုပဲဖြစ်ဖြစ်သူ့ရဲ့ design color တွေဘာညာကွေးကွာတွေမေ့လိုက် battery ပိုကြီးရပါရဲ့မေ့လိုက်ဒီကောင်ကိုမဝယ်ရမယ်ဒီကောင်လည်းပြောလို့ပြောမှာမဟုတ်ဘူး battery 6500ကျော်ပါတယ်ဆိုတာသေးရတယ်မပေါ့သိရမလားဆိုတော့လုံလောက်ပါတယ်နောက်ဒီဖုန်းတစ်ခုရဲ့ကင်မရာရုပ်ထွက်ပါအဲ့ညာပါလေနည်းနည်းတော့ခွာကြတယ်ပြောရတာ တကယ်ဆိုရင်ဒီကောင်က series ထရအရာပုံမြင့်တယ်ဒီကောင်ကလည်းပြီးတော့ကင်မရာအသားပေးမဟုတ်ဘူးတာဘို series ဗျာပြောမစွေဟို note series note 14 pro plus တို့13 pro plus တို့ကင်မရာအသားပေးတော့မဟုတ်ဘူးဆိုတော့သူ့မှာသုံးထားတဲ့ sensor တွေဘာညာတွေကအဲ့လောက်ထိမကောင်းဒါပေမဲ့ဒီကောင်တွေကဒီခေါက်မှာတာဘို4ကစပြီးတာဘို4တာဘို4 pro ကိုတအားကိုဟိုဈေးကွက်ထဲမှာဖောက်ချင်တယ်ဆိုတော့သူက row ကိုအရန်တင်ပေးထားတယ်ပြောချင်တာဒီဖုန်းတွေမှာသုံးထားပြီးတဲ့ကင်မရာ software က K80 ထက်လည်းသိရတာကောင်းတယ်ပြောမစွေ K80 pro နီးပါးလောက်ရှိတယ်လိုက်ကမပါတာလွယ်ရင်ဗျာ ဆိုတော့စဉ်းစားကြည့်ပေါ့နော်ဆိုတော့ဒီနှစ်ခုကတချို့အနေထားတွေမှာဟိုဒီကောင်းကသူ့ရဲ့တရားပုံမြင်တာအဆိုစီပုံမြင်တာအရာဥပမာဟို night mode တွေ low light shot တွေလိုမျိုးအဲအဲ့လိုမျိုး SOC performance ဆိုအမှန်ကန်သုံးရတဲ့အနေထားမှာတော့ဒီကောင်းပိုတာတယ်ဒါပေမဲ့အဲ့လို SOC performance အဲ့လောက်ရုံးကန်စရာမလိုတဲ့တဲ့မလား support တိတ်မလိုတဲ့ day to day shot တွေ close up ရိုက်ချက်တွေအလင်းကောင်းရိုက် shot တွေအကုန်လုံးမှာဒီကောင်းကသူ့ရဲ့ဒီ HDR contrast auto view ရဲ့ပုံစံလေးတွေအများကြီးပို့ပြီးတော့ကောင်းတယ် အဲပြောချင်တာကဗျာမိတ်ဆွေကအော်တိုမုတ်တင်နေပဲရိုက်မယ်ဆိုလို့ရှိရင်သူ့ဆီကရတဲ့ပုံထွက်အများစုတော့မှဒီကာလာဘိုင်းတွေပါပိုကြိုက်လိမ့်မယ်အဲကိုက low light night mode တွေများများရိုက်မယ် low light အဲနည်းခတ်မောင်မောင်ပေါ့နော်ညဘိုင်းဗီဒီယိုတွေရိုက်မယ်ဓာတ်ပုံတွေများများရိုက်မယ်ဆိုရင်ကျွန်တော်ဒီကောင်က noise တွေလာနေတယ်ဘာလို့ဆိုတော့ HN3 သုံးထားတာလေအလကားမဟုတ်တာဟို CPU performance GPU performance ပိုကောင်းရတယ်မဟုတ်ဘူးဒီလိုမျိုး flash SoC တွေမှာသူက MPU လို့ခေါ်တဲ့ဒီ AI processing mind တွေ support ပါလေတိရသားကြီးကိုဒီလိုမျိုး upper range တွေ mid range SoC တွေထပ်ပိုကောင်းနေဗျာဆိုတော့ အဲ့အဲ့နေရာမှာကျတော့ဒီကောင်ကဟိုအလိုနင်းနဲ့တာနေတာတကယ်မဆော့ဝဲ support ပိုမကောင်းရင်တော့ raw performance ရာတာနေတာဆိုမျိုးအဲအဲ့ကျွန်တော်ပြောတာအဲ့ကြောင့်ဒီဖုန်းကကူကအဲ့လိုမျိုးတမျိုးစီတာနေဆိုရယ် confuse ဖြစ်တဲ့အပိုင်းနဲ့အဲ့လိုလေးတော်တော်ရှိတယ်အဓိကတော့ဒီတစ်ခေါက်တာဘူတွေလောက်တာပါနော်ပြောမစေသူတို့ zoot row တွေတင်ပေးလိုက်တဲ့ချိန်မှာဘယ်လိုပြောမလဲ KC ပြီးတော့မှသူတို့ခုံနေရာလွတ်မလို့လို့ပါလို့လို့သူတို့ပါသူတို့အောင်ပြန် မကေးုံတက်မယ်တော်တော်ဖြစ်သွားတာဗျာဆိုတော့ကျွန်တော်တို့တက်ကကောင်းတယ်တဲ့မလားရွေးစရာ option တွေအများကြီးပို့ရလာတယ်အရင်ကဆိုလို့ရှိရင် Turbo 4နဲ့ဒီလိုဖုန်းမျိုးလိုမျိုးပဲရှိမှာဒါတော့ Turbo 4ကတော်တော်လေးကို road တက်လာတာဗျအရင် Turbo တွေနဲ့သွားရှင်ဆိုတော့အဲ့ဒါမှမဒီခေါက်မှာ Turbo 4 Pro ဆိုပြီးတော့ဒီနှစ်ခုတိတ်မကွာတော့တဲ့တမျိုးစီကောင်းတယ်ဆိုတဲ့ approach ပုံစံမျိုးနဲ့သွားလိုက်တာဆိုတော့ကျွန်တော်တို့တက်ကတော့ကောင်းတယ်ရွေးစရာ info များသွားတယ် ဒါပေမဲ့ကိုကဇုံဆွဲရိုက်တာကြီးခြိုက်တဲ့လူဆိုရင်တော့ KAD ကဇုံအဆလဲဆွဲလို့ပုံများများရတယ်လို့ပို့ပြီးတော့လေဒီကောင်ကဒီတေးတွေကောင်းတယ်အဲ့ဒါလည်းခုနကကျွန်တော်ပြောတဲ့သူ့ရဲ့ Snapdragon 8 Gen 3ပါလို့ဒီ processing mind အားကောင်းမှာတော့ဇုံဆွဲလိုက်တဲ့ digital zone မှာတကယ်မဒီတေးတွေ loss ဖြစ်သွားတယ်မှိန်သွားတယ်ဖျော့သွားတယ်ဆိုတော့သူကသူ processing နဲ့ပြန်တင်ပေးနိုင်တာဒီကောင်မသုံးထား AS Gen 4ကအဲ့လောက်ကြီးမလုပ်ပေးနိုင်ဘူးဆိုတော့အဲ့အဲ့လိုမျိုး raw performance အရာတာမဲ့ကိစ္စတွေအကုန်လုံးမှာကြတော့ KAD ကတာတယ်ဆိုတော့ဒီဖုန်းတစ်ခုမှာ ရေပူရဘယ်ဖုန်းကင်မရာပိုကောင်းလဲဆိုရင်တော့ Double 4 Pro ပဲပြောရမှာပဲဥပမာရင်တော့ဆိုရင် Redmi Note Series ကဘလောက်ပဲဘလို့ကောင်းကောင်းဒီဘေးပေါင်တွေက metal သိမ့်မဖြစ်တာတော့ပါတော့ Double 4တော့တော့မှာ plastic frame ညာအခုဒီကောင်ဆိုလည်း metal ဖြစ်သွားပြီလေဆိုတော့ gain ဆော့တာတော့ပါတော့ fan တက်မဆော့ဆိုရှင်ဒီဘောင်တွေကသူလည်းပူတယ်ပြောမစင် K Series တွေနောက် Xiaomi Flagship တွေအတိုင်းပဲဆိုတော့ဒါလက်အတွက်တော့မကောင်းဘူးဆိုပေမဲ့ဖုန်းအတွက်ကောင်းတယ်ညာဒီအပူတွေကဒီကနေပြီးတော့အပြင်ကိုပြန်ထွက်တယ်ပေါ့ဆိုတော့အဲ့အမျိုးကြီးကစနီးဆက်လာတာ နောက်ဆုံးအနေနဲ့ကျွန်တော်ဒီဖုန်းနှလုံးကိုအတန်ထွက်နေမှုနာဆမ်းပြမယ်မိတ်ဆွေတို့အပြင်အတိုင်းကြားကျင်နေဆိုရင်တော့ဟက်ဖုန်းနဲ့ချက်တစ်ခုနဲ့နားထောင်ကြည့်ပါတော့ဒါတော့ KD ရဲ့အပေါ်ဘက်ကင်မရာပါ Sorry အပေါ်ဘက်စပီကာအော်အပေါ်စပီကာအပေါ်ဘက်စပီကာ အောက်ပတ်စပီကာပါအခုကြားကြတဲ့အတိုင်းပဲပေါ့နော်ဒီ K80 ကထုံးစံတိုင်းပဲသူက CV line နဲ့ပုံမြင်တယ်ဆိုတော့ဒီနေရာမှာတက်တယ်ပြသွားတယ်စပီကာအတန်ထွက်တိတိတတာကိုပို immersive ဖြစ်တယ်ပိုလဲကျယ်တယ်လို့ပိုလဲကြည်တယ်ဗျာဒီလားဂိတ်ဆုံးနှစ်ခုဒါကျွန်တော်ဖွင့်ပြပါပေါ့နော်ကိစ္စတော့ခုမှအတန်တွေနည်းနည်းလေး quality ကျသွားတယ်ဆိုတော့ဖြစ်တတ်တဲ့ဖုန်းတွေရဲ့ထုံးစံမှာလည်း KAD ကပို့ပြီးတော့တက်တာတာကိုတွေ့ရတယ်။မသိတာဘူးပေါ့နော်။နောက်တစ်ခု vibration haptic Tavo 4 Pro ဒီခေါက်မှာတော်တော်လေးကို vibration strong ဖြစ်လာတယ်လို့ပြောလို့ရတယ်။ အရင်တာပိုပဲပြောပြောအရင်နှုတ်ဆီးတွေနဲ့ပဲရှင်းရှင်းပေါ့နော်ဒါပေမဲ့ still ကျွန်တော်ကတော့ K80 ရို K80 Pro ရရတဲ့ vibration haptic ကိုတော့ overall နည်းနည်းပိုကြိုက်သေးတယ်သိမလားနောက်ဆုံးတော့ siri ပိုမြင်တဲ့ကောင်ပိုမြင်တာပဲဆိုတော့အကွက်ပဲပေါ့နော်ဆိုတော့ဒီလောက်ဆိုရင်တော့ဒီဖုန်းတစ်ခုမှာဘာလို့ရွေးရမလဲပါညာနည်းနည်းချိန်ဆကြည့်သွားလို့ရမယ်ထင်တယ်အာကျွန်တော်အမြင်ကိုပြောပါဆိုရင်တော့ conclusion ချရမယ်ဆိုရင်မိတ်ဆွေကလောက gamer game spec ကိုလည်းတတ်နိုင်များမြင်ချင်တယ်ဟိုရေရှည်အတွက်လဲကိုကအဲ့လိုမျိုး promising armor ခံချက်လိုချင်တယ်ဆိုရင်တော့ KAD ကိုတော့ကျွန်တော်ပူအားပေးတယ် KAD မှာရေရှည်ကိုင်းမယ်ဆိုရင်တိတိသာနည်းနည်းပေါ့နော်ပြက်လာလွယ်မဲ့အားနည်းလာမယ်စုပ်လာမယ်ဆိုရင်အပိုင်းဆိုလို့ဘက်ထရီလောက်ပဲရှိမယ်ဒါကလည်းသူ့မှာ6500တောင်ပါတာဖြစ်တဲ့အတွက်ဘက်ထရီမြန်မြန်ကျတယ်ဆိုရင်တော့အရင်9000တောင်ပါတဲ့ဖုန်းတွေထက်ဆိုင်တော့နည်းနည်းတော့6လတစ်နှစ်လောက်ပိုခံပဲဗျာဒါ logically ပြောတာ Double 4 Pro ကတော့ဘာလို့သူ့ရေရှည်ညှိုးဖို့ကျွန်တော်နည်းနည်းအားမရနည်းနည်းလေးမပြောနိုင်သလိုဖြစ်နေတယ်ဆိုတော့ခုန Display ပြဿနာတွေကြုံနေရတာဆိုတော့တကယ်မှကျွန်တော်အားဟုတ်တယ်ကျန်တာတွေ all round အရန်ကောင်းတယ်ဈေးလည်းတအားတန်တယ် ီလောက်ထိလဲဝဲကြမလို့တကယ်တမ်းလဲကိုကဂိမ်းဂိမ်းဂိမ်းဆော့ရလူမဟုတ်ရင်ဒီဖုန်းနဲ့ဆိုင်ဒီဖုန်းပိုကြိုက်မှာပဲကိုကရတယ်အကြာကြီး3 4နှစ်သုံးမှာမဟုတ်ဘူး maybe တစ်နှစ်လောက်ပဲသုံးမယ်ဆိုလို့ရှင်တော့ဒီဖုန်းကတော့နည်းပို့ပြီးတော့ရွေးချင်မိမယ်လို့တော့ထင်တာပဲဆိုတော့အခုကြည့်နေမိတ်ဆွေရောဒီ K Double 4 Pro နဲ့ K80 ဖုန်းတွေမှာဘယ်ဖုန်းတွေကိုပိုကြိုက်လဲအဲနောက်တစ်ခုဒီနေရာမှာစကားဆက်ဆက်လို့ပြောမှာဆိုရင်ကျွန်တော် Double 4 Pro နဲ့ Double 4 Pro Full Review မှာတခါလဲ K70 Ultra တို့ K80 တို့ Double 4 Pro Double 4 ဘယ်ဟာတွေကိုရွေးသိမ့်လဲဆိုတာကိုကျွန်တော် comparison အသေးစားပေါ့နော်အပေါ်ရံမှာကျွန်တော်တေးချလုတ်ပြသွားခဲ့တာရှိပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရှင်အဲ့ကျွန်တော်ရဲ့ Double 4 Pro full review မကြသေးဘူးတင်ထားအဲ့ကောင်လေးမှလည်းသွားကြည့်လို့ရတယ်ဟိုရေရှည်ကိုင်းမဲ့ KCU လဲဝယ်မယ်ဆိုတော့ကျွန်တော်ကဒီကောင်းထက်ဆိုင် K70 Ultra အသစ်တွေပါရရအဲ့ကောင်ပူတော်အားပေးသေးတယ် Ultra ဆိုတော့ Ultra ပဲသိရမလားအမြင့်ဆုံးပဲဗျာ Redmi ထဲမှာဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်လို့ဒီဗီဒီယိုလေးသဘောကျတယ်ဆိုတော့ like and share လုပ်ပြီးတော့ကျွန်တော်တို့ support လုပ်လို့ရပါတယ်ကျွန်တော်နာမည်ကတော့ဖုန်းကျော်သူပါ video 總理記者對阿龍揭露點樣誒？